ပဲမင်္ဂလာပါကျွန်တော်ရဲ့ Owen Gain Shop ကနေဒီမှာပြန်လဲကြိုးစိုးပါရပြဒီနေ့ကတော့ကျွန်တော်တို့ A ထွဲရဲ့ RP mission လေးလဲကျွန်တော်ထွက်လာကြတော့ idea နေတော့ကျွန်တော်ဝေ1 RP mission လေးကိုမြန်မာလိုရှင်းပြပေးမှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့တစ်ချက်တစ်ချက်ဝတ်ထဲကိုတစ်ချက်ဝင်ကြည့်မယ်နော်ဝတ်ထဲကိုဝင်ကြည့်မယ်ဆိုရှင်တော့ကျွန်တော်တို့ဒီကောင်ကတော့ကျွန်တော်ဝေ1ပေါ့နော်ဒီပေါ်ဆုံးတော့ကျွန်တော် Win a classic one tie wide wearing mercy was level 3ဒီကောင်ကတော့ကျွန်တော် classic mode မှာ level 3 engine ဝတ်ပြီးတော့မှာတပွဲနိုင်အောင်စော်ပေးရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ use bandit 20 time in a classroom ဒီကောင်တော့ကျွန်တော် classroom မှာပတ်တီး20ခုတုံးပေးရမှာဖြစ်ပါတယ်တပွဲတည်းရှိလဲတုံးရတယ်မရှိလဲကျွန်တော်နောက်ပွဲတွေမှာဆက်တုံးလဲရပါတယ်နောက်တစ်ခုကတော့ကျွန်တော် Thomas Modern 2000 meter wide operative special vehicle crop RB in a classroom ဒီကောင်တော့ကျွန်တော် classroom မှာ cross RB ဆိုတဲ့ကားနဲ့မီတာ2000ပတ်မောင်းအောင်ဖြစ်ပါတယ်ပတ်မောင်းလဲရတယ်ကိုကနောက်ကနေလိုက်စီးတော့လဲရပါတယ်ဒါပြင်နောက်တစ်ခုကတော့ကျွန်တော် ဝေဝမ်း only spend 60 minute in message ဒီကောင်ကကျွန်တော်ဝေဝမ်းကပွဲထဲမှာ minute 60နေရမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့က6ချိန်လောက်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဝေဝမ်းမှာစုစုပေါင်းပွဲထဲမှာ minute 360နေရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ equal to fire and wood with full attachment at the same time in a three classic movement ဒီကောင်ကကျွန်တော် classic move မှာမိမိကင်တဲ့တနက်နှစ်လက်လုံးကိုအချိန်နဲ့တစ်ချိန်နဲ့မှာပစ္စည်းကိုစုံအောင်တတ်ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့က3ပွဲလောက်ရမှာဖြစ်ပါတယ် ောက်တစ်ခုကတော့ကျွန်တော် complete free measure with friend in the classic mode ဒီကောင်ကတော့ကျွန်တော် classic mode မှာမိမိရဲ့တငယ်ချင်းနဲ့ငါပွဲပြီးအောင်ဆော့ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် pay up the flag in the three measure with teammate in the classic mode ဒီကောင်ကတော့ကျွန်တော် classic mode မှာရှိတဲ့ teammate နဲ့ဆော့တဲ့ပွဲ squad နဲ့ဆော့တဲ့ပွဲမှာမိမိတို့မှမိမိရဲ့ squad ထဲကတယောက်ယောက်ကနေတော့မှ flag ကို၃ပွဲ ကောက်အောင်ဖြစ်ပါတယ် နောက်တစ်ခုကတော့ကျွန်တော် keep ten light to ten minute ဒီကောင်ကတော့ကျွန်တော်တို့ပွဲဆော်ပြီးတော့လို့ရှိရင်မိမိနဲ့တွဲဆော်တဲ့လူကို light 10ချိန်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် complete three message in classic mode golden dynasty ဒီကောင်ကတော့ကျွန်တော် classic mode မှာရှိတဲ့ကျွန်တော် mode တဲ့ golden dynasty မှာတွားပြီးတော့မှာ၃ပွဲပြီးအောင်ဆော်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့နောက်တစ်ခါတော့ကျွန်တော် wave 1 only low into the game on a total of 3 days ဒီကောင်ကတော့ကျွန်တော် wave 1မှာ gain နဲ့ကို3ရက်ဝင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခါတော့ကျွန်တော် under or visit five home ဒီကောင်ကတော့ကျွန်တော်တို့ကမိမိတငယ်ချင်းတွေရဲ့အိမ်၅လုံးထဲကိုဝင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် send speak gift to one friend ဒီကောင်ကတော့ကျွန်တော်တို့တငယ်ချင်းတစ်ယောက်ကို speak gift လက်ဆောင်တစ်ချိန်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် pay up the car 98 one time in a classroom ဒီကောင်ကတော့ကျွန်တော် classroom မှာ car 98တပွဲကောက်ပေးရမှာဖြစ်ပါတယ် ။ဒါပြင်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ land on any area of stadium window one time in a classic mode ဒီကောင်ကတော့ကျွန်တော်တို့ classic mode မှာရှိတဲ့ကျွန်တော်အခု mode တက်ကကျွန်တော်တို့ stadium ဆိုတဲ့အဥ္စာကို lazy တစ်ချိန်စင်ပြရမှာဖြစ်ပါတယ်။ Okay ကျွန်တော်အခုရှင်းပြသွားတာကတော့ A1 ရဲ့ wait one rp machine နဲ့ပဲဖြစ်ပါတယ်တော်တော်များများနားလည်တော့ပေါ့မယ်လို့ထင်ပါတယ်ဗီဒီယိုဆုံးမကြည့်ပဲတကယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ